ဗန်စကားပြိတက်ကြီးမင်္ဂလာပါရှင်။စားမေပွားမေအစီအစဉ်မှကြိုဆိုလိုက်ပါရယ်။ဒီနေ့တော့နေပြီးတော့တပြေကုန်းစည်းကို သွားလည်มาဖြစ်ပါရယ်။ချစ်တွေလည်းမမနဲ့တူလိုက်ခဲ့ကြပါဦးလို့နေပြီးတော့ကို အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်အလေတက်တက်ပဲဖြစ်ဖြစ် ရောက်လာကြတဲ့ဧည့်သည်တွေအားလုံးတပြေကုန်းစည်းကိုတော့ရောက်ဖူးကြလိမ့်မယ်လို့မမကထင်ပါရယ်။ မရောက်ဖူးသေးတဲ့လူတွေအတွက်ကိုမမကဒီဗီဒီယိုဖိုင်လေးကိုလှုပ်လိုက်တာဖြစ်ပါတယ်။ရောက်ဖူးတဲ့လူတွေအားလုံးအတွက်လည်းဒီဗီဒီယိုဖိုင်လေးကို ကြည့်ပြီးအလွမ်းဖြေရတာပေါ့လို့ဒီဗီဒီယိုဖိုင်လေးကတော့ငလင်မဖြစ်ခင်နှစ်လလောက်မှရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ငလင်ဖြစ်ပြီးနောက်ပိုင်းမှာတော့တပြေကုန်းစည်းကိုသွားပြီးတော့မုံမစားပြစ်သေးပါဘူး။ ။နောက်ရက်တော့သွားပါဦးမယ်။တပြေကုံစေးကိုရောက်ရင်တော့ချစ်တွေသဘောကျနှစ်သက်မဲ့အစားတောက်တွေအများကြီးရှိပါတယ်။မမနှစ်သက်တဲ့မမကြိုက်တဲ့အစားတောက်တွေလည်းရှိပါတယ်။တပြေကုံစေးရောက်ရင်တော့အုံရီကိုအမြဲတမ်းတောက်ဖြစ်ပါတယ်။ပြီးတော့အေးထဲမှာဆိုရင်ပင်မဲ့ ထောဘတ်ဒီအချိုလျှော့ပြီးတော့မမတောက်ပါတယ်။အုံရီကိုချစ်တွေကိုလည်းတောက်စေခြင်းနဲ့အုံရီဟာကျမရဲ့အတွက်အာနိသင်အလွန်ကောင်းတဲ့အတီးတမျိုးဖြစ်ပါတယ်။အာကစားသမားတွေတော်တော်များများလည်းအုံရီကိုတောက်ကြပါတယ်။ပြီးတော့တခါတလေအရင်ကတော့ကြံရီတောက်ဖြစ်တယ်နောက်ပိုင်းတော့အိမ်ကမိသားစုက မတောက်ပါနဲ့လို့ပြောတာလို့ကြံရီတော့မတောက်ဖြစ်တော့ပါဘူး ဒီနေ့တော့သူဖူးကြော်လေးလဲဝယ်သွားမယ်ပြီးတော့အရွက်တုပ်လဲစားမယ်ပြီးတော့ချက်ပနတ်တုပ်လဲစားမယ်ပေါ့နော်ချက်ပနတ်တုပ်ဆိုတာကတော့ချက်တွေကိုစားတာပါချက်ချီတော့အေးကွန်တုပ်ဖြစ်ပါတယ်ဆွနော်တင်ဖို့အသီးလေးလဲဝယ်သွားမယ်အိမ်ကမြောင်နဲ့အာဝူလေးတွေအတွက်လည်းအမဲသားကြော်နဲ့စိတ်သားကြော်ဝယ်သွားပါမယ်။ဟောချစ်တွေအတုတ်ဆိုင်ကိုရောက်ပါပြီ တပီကုန်းစီမှာအတုပ်ဆိုင်နှစ်ဆိုင်ရှိပါတယ်နှစ်ဆိုင်စလုံးကအသက်ရှင်ရတယ်တည့်ရကြတယ်စည်တနာလည်းကောင်းကြပါတယ်အရွက်တုပ်ပြီးဖြစ်တာကြောင့်ကျမရေးတွေအထောက်ကူပြုတဲ့အရွက်တွေဖြစ်ပါတယ်ချစ်တွေလည်းတပီကုန်းစီကိုရောက်ခဲလို့ရှိရင်ရောက်ဖြစ်ခဲ့ရင်အတုပ်လေးတွေကို အပိတ်ကြည့်ပါဦးစားလို့အရန်ကောင်းပါတယ်အရသာဦးတော့ကိုကြိုက်တယ်လို့ပြင်ခိုင်းလို့ရပါတယ်မမကတော့အတုပ်၃ပွဲ ဒီနေ့ပါစဲထုတ်သွားမယ်ညနေပိုင်းဖွင့်တဲ့ဈေးတန်းလေးဖြစ်တာကြောင့်ကြောင်စင်းတဲ့ချိန်ယုံစင်းတဲ့ချိန်နဲ့ကွက်တိကြနေတာကြောင့်လူတွေရက်များပါတယ်အခုမမအတုပ်ဆိုင်မှာဝဲနေတာတော့မမရှိမှ၂ယောက်၃ယောက်ရှိလို့မမကခဏစောင့်ခဲ့ရပါတယ် မမကတော့အတုတ်သေးထဲမှာဆိုလို့ရှိရင်တော်တော်များများကြိုက်ပါတယ်ဒါပေမဲ့အများဆုံးစားပစ်တာကတော့တခုတ်ပွင့်သုံး၊မြူရဲသုံး၊မယ်ဆလီဘူးသုံး၊ကြောင်ရှာတီးသုံးကိုစားပစ်ပါတယ်ဂျန်တဲ့အတုတ်တွေလည်းစားတော့စားပါတယ်ဒါပေမဲ့အဲ့ရဲ့၃မျိုး၄မျိုးကိုတော့ပို့ပြီးတော့စားပစ်ပါတယ် စစ်တရရောဘယ်တုတ်ကိုပို့ပြီးတော့ကြိုက်တာလဲဘယ်တုတ်ဒီပို့ပြီးတော့စားပြစ်တာလဲအိမ်မာရောတုတ်စားပြစ်လားပေါ့နော်တချို့ကြတော့လဲအတုတ်လေးတွေကိုရင်းနှီးချမ်းလေးနဲ့စားတယ်ချို့ကြပြန်တော့လဲအဲကိုကိုလေးမောင်မောင်လေးဦးတွေကတော့မြီးမာပေါ့နော်သိပါတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့စားလဲစီစီလဲအစာဖြစ်တာကြောင့်အရွက်တုတ်တီတော့စားပေးတင်နေမမတော့ချစ်တီကိုစားစီတင်နေဟောအခုကတော့စိတ်သား အမဲသားဆိုင်ကိုရောက်ပါပြီ။ဒါကတော့မမအမြဲတမ်းအပိနေတဲ့ဆိုင်လေးဖြစ်ပါတယ်။အိမ်ကမမကအဟုလေးတွေမြောင်လေးတွေအတွက်ဆိုရင် အမဲသားကျော်စိတ်သားကျော်ကိုအမြဲတမ်းဝယ်နေတဲ့ဆိုင်လေးဖြစ်ပါတယ်။ပြီးတော့မမလည်းအဝူတွေမြောင်နေသေးရလူစားပါတယ်ဒီအသားကြော်တွေမမကကြိုက်ပါတယ်ဝါရတာကောက်ပါတယ် မာလာဟင်းနဲ့မာလာချိုင်ရတော့ဒီနေ့ရတော့မစားပြစ်ဘူးကြော်ပြီးကြော်ပြီးတုပ်ဖူးတုပ်လည်းမိုက်ပါတယ်တခါတလေတော့တုပ်ဖူးတုပ်လည်းစားပြစ်တယ်ဒါပေမဲ့တုပ်ဖူးဆိုလို့ရှိရင်မမကတုပ်ဖူးကြော်ကိုပိုကြိုက်ပါတယ်မမရှမ်းခေါက်ဆွဲနဲ့စားတယ်ဆိုလို့ရှိရင်တုပ်ဖူးကြော်ရောဝက်ခေါက်ကြော်ရောအမြဲတမ်းထည့်စားပြစ်ပါတယ်အရင်ကြိုက်တဲ့အထက်မှာပါပါတယ်ဒီစားတောက်တွေရတော့ အော်မိနေတာပြီးတော့မမတူဖူးနှွေးလဲစားသေးတယ်တူဖူးနဲ့ပတ်သက်လာလို့ရှင်ကတော့မမစိုက်ပါတယ်ဒါလေးကတော့ကိုကိုရီမောင်မောင်နေပို့ပြီးတော့ကြိုက်မဲ့အမီးလေးနေမှာပေါ့နော်လက်ဖက်တဲ့ပြောင်းမှုလက်ဖက်ဖြစ်ပါတယ်ဒါတော့တတိတန်းလေးတွေပါအာဈေးသေးကိုစုံအောင်လို့မမကရိုက်ခဲ့တာပေါ့နော်အလုံးလဲပတ်ပြီးတော့ရိုက်ခဲ့ပါတယ်ဒါလေးတွေကတော့ပြောင်းမှုဒုတ်ထိုး လူတွေကတော့စပြီးတော့လာနေကြပါပြီညနေပိုင်းဆိုတော့လူတွေကအရန်စီတော့မှာလေသူများတွေကတော့စိုက်မာထိုင်စားနေတာအများကြီးပါပဲတွေ့တယ်မမကတော့စိုက်မာထိုင်မစားဖြစ်ပါဘူးပါဆယ်ပဲထုတ်ပါတယ်တခါလေကြလို့ရှိရင်ကားပေါ်မှာစားပါတယ်အများရောအဖြစ်တော့ကားပေါ်မှာစားတာပဲမြင်ပါတယ် ဒီနေ့တပြေကုံစီမှာမမအုံစင်းရီတောက်လာပါတယ်။ပါဆယ်ဖြစ်တော့ထောပတ်ဒီနဲ့ပေမဲ့ဒီကိုအချိုလျှော့ပြီးတော့ပါဆယ်ထုတ်လာတယ်။ပြီးတော့အရွက်သုံးမျိုးကိုမမပါဆယ်ထုတ်ခဲ့တယ်။ပြီးတော့မမရဲ့အဝူလေးတွေ၊မြောင်လေးတွေအတွက်မမသားလေးတွေအတွက်ကိုမမအမဲသားကျော်၊စိတ်သားကျော်ဝယ်လာခဲ့ပါတယ်။ပြီးတော့ဖျားပန်းလေးလည်းနေချင်းဝယ်လာတယ်။ဖျားအတွက်တတီလေးကပ်ဖို့အတွက်တတီလေးလည်းဝယ်လာခဲ့ပါတယ်။ အချို့နေပြီးတော့တပေကုန်းစေးကိုရောက်ဘူးတဲ့လူတွေလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ပြန်ပြီးတော့သတိရရတာပေါ့အမတ်ရရတာပေါ့အလွမ်းဖြေရတာပေါ့လို့မရောက်ဘူးတဲ့လူတွေလည်းနေပြီးတော့ ။ရောက်ပြခဲ့လို့ရှိရင်တပြေကုန်းစည်းကိုလာလဲကြည့်ပါလို့အစားအသောက်တွေကအရသာကောင်းမွန်ပါတယ်။တန့်ရှင်းပါတယ်။ဈေးနှုန်းတွေလည်းတင်းတင်းလျောက်ပတ်ပါတယ်လို့မမကပြောချင်ပါတယ်။နေပြီးတော့ရောက်ခဲ့ရင်တော့တပြေကုန်းစည်းလေးကိုမမေ့စေချင်ပါဘူး။ရောက်အောင်လာခဲ့ပါလာလဲစီချင်ပါတယ်။မမကတော့တပြေကုန်းစည်းကိုအမြဲတမ်းရောက်ဖြစ်ပါတယ်။မမကြိုက်တဲ့အစားအသောက်လေးတွေလည်းရှိပါတယ်။哦，我打到头里面了嘞，真气呐！打比咩，没杀给巴布。 တန်ခေါက်ဆွဲဆိုင်မြင်လဲစားကျင်လိတာ။အိုးဒါဂျပန်တုပ်။ဒါတော့မမကြိုက်တဲ့တုဖူကျော်။အတီးထဲမှာတော့အခုပို့ပြီးတော့စားပြက်နေတာတော့ထောပတ်တီးနဲ့ငပြောတီးပေါ့နော်။အဲ့ဒါလေးစားပြက်နေတယ်။ဒါတော့ပစွန်ကြောက်တီးငချောက်တီး။ဖြည်းတီးလေးစားပြပါတယ်အိမ်မှာဖြည်းတီးဖြော်ရည်တင်မောတီးဖြော်ရည်ကတော့ကောက်ကိုလှုပ်ပြီးတော့တောက်ဖြစ်တယ် တံမြာတီးပြီးမြင်တော့လေတံမြာကြီးတောက်ချင်တယ်ပြားတံမြာကြီးကြိုက်ပါတယ်ပြားတံမြာကြီးလေးတော့တောက်ချင်လာပါပြီဖြောတိုက်ကြပါအောင်ကစုံဥကစုံဥဆိုလို့ရှင်မမကအဲအဝါရောင်လို့ပြောရမှာလားပစွန်စီရောင်လို့ပြောရမှာလားလုံလုံပူပူလေးအဲ့ဒါလေးတွေပူကြိုက်တယ်အဲ့ဒါလေးတွေကအရန်ချူတယ်လို့ခံစားရတယ်ခရမ်းရောင်ကတော့မမသိမ့်ကြိုက်ဘူးကစုံဥကို อืมปั้นเซ็งเนี่ยတွေ့ရဲဆိုတော့မရောနစ်နဲ့မမကတို့ပြီးတော့စခြင်းနေဒါတော့အရွက်တန်းနေရောက်နေပြီပေါ့မမတော့ဒီနေ့လာတာနည်းနည်းလေးစောသွားတော့သူတို့ဈေးခင်းနေတုံးပြီးတော့လူတွေလည်းအခုမှလာနေတုံးပေါ့နော်ခဏနေကြရင်တော့နောက်နိုင်ဝက်လောက်ဆိုလို့ရှင်ကတော့ဈေးကလူရမ်းစီတော့မှာအင်ဂျင်နီလေးတွေ့တော့လဲပန်ထရီပျော်လေးစားကျင်တာပေါ့ခရမ်းဒီတွေတွေ့တော့လဲခရမ်းဒီကို မီးဖုတ်ပြီးတော့ထောင်းတာကိုစားကျင်နေ မမရောမန်လီမှာဆိုလာရှိုးလေးထမင်းဆိုင်ပေါ့နော်ငငယ်ရစားခဲ့တာသူတို့အိမ်မှာအဲ့ဒါတွေမိုက်တယ်ရှမ်းစားစားတယ်ပြီးတော့နောက်တစ်ဆိုင်ရှိတဲ့ light sam sit မမရောလမ်း30မှာအဲ့ဆိုင်နေကြိုက်တယ်ပြီးတော့ခါကျတော့နောက်တစ်ခုရှိတဲ့ဆေးရုံကြီးနားလေးမှာရှိတဲ့ဥရခစားတော့ဆိုင်လေးပေါ့မမရောငငယ်ရစားခဲ့ရတဲ့ဆိုင်လေးပေါ့နောက်ထပ်ရှိသေးတဲ့တူတူထမင်းဆိုင်ဒါကတော့မြန်မာထမင်းဆိုင်ပေါ့နော်ရှေ့ကောင်းနေအရပါတယ် အတော့အသားတန်းဖြစ်ပါလေအသားတန်းမှာလည်းအသားတွေမျိုးစုံပါတယ်စုံစုံလင်းလင်းပါပဲစီကတော့ဝယ်လို့ကောင်းပါတယ်အားလုံးကစုံနေတော့အကိုကြိုက်တာချက်ချင်တာစားချင်တာတွေအကုန်စုံရတာပေါ့နော်တစည်းတည်းမှာပဲပစွန်တွေတွေ့တော့လေပစွန်စိမ့်တုပ်လေးစားချင်တယ်ဒါတော့ပန်းလေးတွေပေါ့နော် ဘန်းလေးတွေတော့ဒီနေ့တော့တွေ့တာတော့တိတ်မဆုံကောင်းတော့နေပါချစ်တွေပျော်ရှင်ပါစေလို့